ကျွန်တော်မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အထီးကီးနှလုံးကိုပြန်လည်ကြတာမှဖြစ်ပါတယ်ဘာလို့ဒီအထီးကီးနှလုံးကိုကျွန်တော်အတူတူစာပြီးတော့လေ့လာကြည့်အောင်ဒီ6836ပေါ့နော်နိနေ85ဆိုပြီးဖြစ်ပါတယ်အဲ့မှာတော့ကျွန်တော်တို့ဒီဒီ9ရဲ့ sorry ဒီ6ရဲ့ဒီ9ရဲ့ပေါ့နော်ဒီ6နဲ့9အောက်မှာဖြစ်ပါတယ် ်ဆိုတော့အဲ့ဒီ6နဲ့ခွန်ပေါင်းရှင်က73ပေါ့နော်6နဲ့ခွန်ပေါင်းရှင်ဒီ73အဲ့ဒီ3ရဲ့ပါဝါပေါ့နော်3ရဲ့ပါဝါဒီ6ဆိုပြီးဖြစ်ပါတယ်အဲ့ဒီ38အတီတီပေါ့နော်ခွန်နဲ့6ပေါင်း73 3ရဲ့ပါဝါ6ဒီနောက်ထပ်တစ်ကြိမ်မှာ388ဆိုပြီးဖြစ်ပါတယ်โอเคကျွန်တော်တို့နောက်ထပ်တစ်ခုဒီမှာ key တစ်ခုထပ်ထည့်ဥမာဆိုတဲ့အတွက်ကြောင့်မို့ဒီမှာပဲထပ်ဖြည့်မယ်ပေါ့နော်ဒီမှာကြည့်လိုက်မယ်ပေါ့နော်388ဆိုတဲ့အတွက်ကြောင့်မို့ ကျွန်တော်အဲ့မှာကီးနှလုံးစလုံးပေါ့နော်အပြီးဖြစ်ပါတယ်ဒီ3ရက်ရှိရဒီ3ရှိရှိဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာဒီ9ရက်ဒီ6ရက်ပေါ့နော်ဒီ3ရှိရှိတုံများ6နဲ့ဒီနှစ်နဲ့ခွန်85ကဒီ9နဲ့ဒီ6နဲ့ပေါင်းတာလေ73ပေါ့နော်ရှင်းနဲ့9ပေါင်းရှင်း73ကျတော့၃ရက်ပါပါရှစ်၃ရက်အထိကြီးပဲပေါ့နော်နောက်ထပ်တစ်ကြိမ်မှာသူက၃တုံညာ၉ဆူပြီးဖြစ်ပါတယ် သုံးသုံးညာကိုဒါကြောင့်အဲ့မှာတော့အထီကီ3ကထိစီနေရဖြစ်ပါတယ်โอเคနောက်ထပ်တစ်ခုနောက်ထပ်တစ်ခုကလည်းဒီ3ညာ6ဆိုရတဲ့ဒီ6နဲ့ဒီ9နဲ့ထပ်ပေါင်းမယ်ပေါ့နော်9နဲ့6ပေါင်းရှင်းဒီ15ဖြစ်ပါတယ်9ရဲ့ပါဝါ3ညာ9 3ညာအကီးမှာကျွန်တော်3ငါးနေဆိုပြီးဖြစ်ပါတယ်3ငါးနေဒါကြောင့်အဲ့မှာတော့ဒီ9ကကျွန်တော်အလေဖြစ်ပါတယ်ပေါ့နော် နောက်ထပ်တစ်ကြိမ်နောက်ထပ်တစ်ကြိမ်ရှစ်ခွန်၃၅နှစ်နှစ်တုံညာဆွေအတွက်ဒီခုနှစ်ရဒီနှစ်ရပေါင်းမယ်ပေါ့နော်ခွန်ရနှစ်ရပေါင်းရှင်းဒီ၉ရာတွေအတွက်၉ကအလေးပေါ့နော်၉ရပါပါလေနောက်ထပ်တစ်ကြိမ်မှာသူက၃၉နှစ်စပီးဖြစ်ပါတယ်၃၉နှစ်ဒါကြောင့်မို့အဲ့ဒီမှာ၉ကအလေးထိန်ဖြစ်ပါတယ်ခင်ဗျာ ဲ့ဒီနေ့အတိုင်းပဲနောက်ထပ်တဲ့ကြိုင်ဒီနေ့၃ညက၃ညရဲ့၃ခုနှစ်ကနေ့အပိတ်ရထပ်ပေါင်းမယ်ပေါ့နော်၃ညရဲ့နေ့ရဲ့ပေါင်းရှင်ဒီနေ့ရဒီအတွက်နေ့ရဲ့ပါဝါခုနှစ်နေ့ခွန်ကြီးမှာနေ့လေးရှောင်စပြီးဖြစ်ပါတယ်နေ့လေး၆ဒါကြောင့်မို့အထီးကေးအနေနဲ့ဒီနေ့ကတော့ထိတ်ဆီးဖြစ်ပါတယ်နောက်ထပ်တဲ့ကြိုင် 6နဲ့ဒီ6နဲ့ထပ်ပေါက်မယ်ပေါ့နော်6နဲ့6ပေါက်တာက7နှစ်နှစ်ရဲ့ပါဝါ9နှစ်နှစ်ခုကီးမှာ3နှစ်4ဆိုပြီးဖြစ်ပါတယ်3နှစ်4ဒါကြောင့်မို့အဲ့ဒီမှာလည်းနှစ်ဒီကျွန်တော်အလေဖြစ်ပါတယ်ဒီတဲ့ရဲ့ဒီ၄ရဲ့ထပ်ပေါက်မယ်ပေါ့နော်၄နဲ့တစ်ပေါင်းရှင်က9ရဲ့ပါဝါ3ည9 3ညမှာ8 9နှစ်ဖြစ်ပါတယ်8 9နှစ် ဒါကြောင့်ငါက sorry ဒီငါကအလေးဖြစ်ပါတယ်ခင်ဗျာဒီ6နဲ့ဒီနှစ်နဲ့ထပ်ပေါင်းမယ်ပေါ့နော်6နဲ့နှစ်ပေါင်းရှင်းချက်ရှင်းရပါပါ3ရှင်းသုံးမှာ665ဖြစ်ပါတယ်665ဒါကြောင့်မို့8ကထိပ်စီဖြစ်ပါတယ်ဒီ8ဒီထိပ်စီပေါ့နော် ့9 3ည6 6 9 5ဆိုတဲ့အတွက်ကြောင့်မို့ဒီ3ညနဲ့ဒီ9နဲ့ပေါ့နော်3ညနဲ့9နဲ့ပေါင်းတာ9ဆိုတဲ့အတွက်9ရဲ့ပါဝါ3ည9 3ညကီးမှာ3 5 6ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာဆိုရင်9ကအလေးထိန်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်63 63ဆိုတဲ့ဒီ3ရဲ့ဒီ6ရဲ့ပေါင်းမှာပေါ့နော် ၃နဲ့၆ပေါင်းရှင်ကိုကိုရဲ့ပါပါလေကိုလေးဒီ၆လေး၆ဆူပြီးဖြစ်ပါတယ်အဲဒါကြောင့်ဒီမှာတော့လေးကအလေဖြစ်ပါတယ်ခင်ဗျာဒီတေးရဒီ၆ရထပ်ပေါင်းမယ်ပေါ့နော်၃နဲ့၆ပေါင်းရှင်ခွန်ခွန်ရဲ့ပါပါနှစ်အဲ့ဒီခွန်နှစ်ဒီကိုခွန်ရှစ်ဆူပြီးဖြစ်ပါတယ်ဒါကြောင့်ဒီမှာတော့ကျွန်တော်ခုနှစ်ကအလေဖြစ်ပါရခင်ဗျာ ။နောက်ထပ်တစ်ချိန်ပါနော်။64 68ရ98ခွန်ခွန်ဆွေအတွက်ဒီရှင်းနဲ့ဒီရှင်းနဲ့ထပ်ပေါင်းမယ်ပေါ့နော်။ရှင်းနဲ့ရှင်းပေါင်းရှင်းက16ဆိုတဲ့အတွက်6ရဲ့ပါပါ1။အဲ့ဒီ6တဒီနောက်ထပ်တစ်ချိန်မှာ69 6ဆွေပြီးဖြစ်ပါတယ်။ဒါကြောင့်ဒီမှာကဒီ6ဒီထိတ်စီးနဲ့အပိတ်ဖြစ်ပါတယ်ခင်ဗျာ။ ီခုနှစ်နဲ့ဒီ၆နဲ့ထားပေါင်းမယ်ဗောနော်ခုနဲ့၆ပေါင်းရှင်းက73ဆိုတဲ့အတွက်3ရဲ့ပါပါ8 38 8 9 8ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်ဒီမှာတော့8ကထိစီနဲ့အပိဖြစ်ပါတယ်ခင်ဗျာ6966 8968ဆိုတဲ့အတွက်ကျွန်တော်ဒီ1နဲ့ဒီ8နဲ့ထပ်ပေါင်းမယ်ဗောနော် ဒီတင်းနဲ့ရှက်ပေါင်းတာကိုယ်ဆိုတဲ့အတွက်ကိုယ့်ရဲ့ပါဝါလေးကိုယ်လေးမှာဆိုရင်တင်းလေး၅ဆိုရဖြစ်ပါတယ်၁လေး၅အဲဒါကြောင့်ဒီလေးကအလေးဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီခွန်နဲ့ဒီ၅နဲ့ပေါင်းမယ်ပေါ့နော်ခွန်ရဲ့၅ရဲ့ပေါင်းတာ၁၂ဆိုတဲ့အတွက်နှစ်ရဲ့ပါဝါ9ပေါ့နော်နှစ်ခွန်ဖြစ်ပါတယ်ဒါတင်းနည်းအရာပေါ့နော် ဒီနေ့အရာကျွန်တော်ဒီ388ကနေတောက်လျှောက် okay လာခဲ့တယ်ပေါ့နော်ဒီတစ်ပတ်မှာတော့ဒီအရာနိခွန်စပီးဖြစ်ပါတယ်နိခွန်တလုံးချိန်ပေါ့နော်ဒီပုံမှာဆိုရင်တလုံးတောက်လျှောက်ရှင်းချိန်တာဖြစ်ပါတယ်ဒီ388မှာတော့နှလုံးပေါ့နော် okay ဆိုတော့နောက်ထပ်ဒီတစ်မျိုးကိုလည်းကျွန်တော်တူတူထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီ3တုံညာကိုကနေစကြည့်အောင်ပေါ့နော် ဒီ3တုံညာ6မှာကျွန်တော်ဒီ3ခုနှစ်ချိန်ပေါင်းမယ်ဗောနော်ဒီ6နဲ့9နဲ့မှာတစ်ချိန်စီပေါင်းတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ3နှစ်ချိန်ပေါင်းရှင်းက6ရမယ်ဗောနော်6ခုပေါင်းတာ15ဆိုတော့6ရဒီ9ရပေါင်းတာ17ဖြစ်ပါတယ်အဲ့ဒီ1ကိုကျွန်တော်က6နဲ့ပေါင်းတယ်ဗောနော်3နဲ့4ပေါင်းချင်း9ဆိုတဲ့အတွက်အဲ့ဒီ3 9မှာနောက်ထပ်တစ်ချိန်ဒီ3 9နေဗောနော်ဆိုတော့အဲ့ဒီ3 9နေမှာ ဒီ9ကအလေးဖြစ်ပါတယ်ခင်ဗျာဒီ9အလေး3ကနေပါတော့အဲ့ဒီနေ့အတိုင်းပဲကျွန်တော်ဒီ3နှစ်ချိန်ပေါင်းမယ်နေ့နဲ့3ညနဲ့မှာပေါင်းမယ်ပေါ့နော်ဒီ3နှစ်ချိန်ပေါင်းရှင်း6ရှောင်းနဲ့ဒီနေ့နဲ့ပေါင်းတာ8ဖြစ်ပါတယ်8ကို4ပေါင်းတော့ရှင်းနဲ့4ပေါင်း7ဆိုတော့အဲ့ဒီမှာ6 4ရ8ရဖြစ်ပြီးဖြစ်မယ်ပေါ့နော်တရားတရားမြင်သားလိုက်မယ်ပေါ့နော် 6400ရာ8000နေရာမှာ39နေဆိုတဲ့အတွက်ကြောင့်မို့ဒီဘက်ကနေကအပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ပါနော်ဒီ3နံပါတ်ကြိမ်ပေါင်းမယ်3ညနဲ့6နံပါတ်ပေါင်းမယ်ပေါ့နော်3နံကြိမ်ပေါင်း6ဒီ6နံပေါင်းတာ7နေဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတော့နေကို6နံပေါင်းရှင်း6ပေါ့နော်နေ6မှာနေ6ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာကနေကို69ပေါ့နော်နေကို69နေ6ဖြစ်ပါတယ် အဖန်နေလေး6 9တေးဆိုရတော့အဲ့ဒီနှစ်ကုန်နဲ့ချိန်ပေါင်းမယ်9နဲ့10နဲ့မှာချိန်စီပေါင်းနေပေါ့နော်အဲဆိုရင်9နဲ့10ပေါင်း130ဖြစ်ပါတယ်နေ့နဲ့ချိန်ပေါင်းရှင်းလေးဆိုရတော့အဲ့ဒီလေးကိုလည်းဒီအပေါ်က4နဲ့ပေါင်းနေပေါ့နော်4လေးပေါင်းတော့8ဒါဆိုရင်နှစ်ခွန်ရ4ရှိရရတယ်ပေါ့နော်အဲ့ဒီမှာ3နှစ်4ဆိုတဲ့အတွက်ကြောင့်မို့ဒီဘက်က4ကအပေး3နှစ်4ဖြစ်ပါတယ်တပန်းကျွန်တော်ဒီ3နှစ်4မှာ ပုံနေလေးဆိုတဲ့သုံးထိပ်စီကိုနှစ်ချိန်ပေါ့နော်နင်းနဲ့ရှောင်းနဲ့မှာထပ်ပေါင်းမှာဖြစ်ပါတယ်နင်းနဲ့ရှောင်းပေါင်းတာရှိဖြစ်ပါတယ်ခင်ဗျာသုံးနဲ့ချိန်ပေါင်းရှင်း6ဆိုတဲ့အတွက်ရှောင်းနဲ့ရှစ်ပေါင်းရှင်း14ဆိုတဲ့အတွက်ကြောင့်မို့လေးကို၄နဲ့ထပ်ပေါင်းတော့၈လေးရှိရတယ်ပေါ့နော်9တုံညာလေးရှိမှာ၈9နေဆိုတဲ့အတွက်ကြောင့်မို့ဒီဘက်က၈ဒီထိပ်စီဖြစ်ပါတယ်9ရဲ့8ရဲ့ဒီ၈9နေဖြစ်ပါတယ်ခင်ဗျာ တဖန်တီရှင်းကားနဲ့မှာ၈ကုန်၂ချိန်ပေါင်းတဲ့ငားနဲ့တုံများနဲ့မှာ၂ချိန်စီထပ်ပေါင်းမယ်ပေါ့နော်။ရှင်းနဲ့ချိန်၁၆ရှောင်းနဲ့ငားပေါင်းရှင်း၁၃ဆိုတဲ့အတွက်အဲ့ဒီတစ်ကို၄နဲ့ပေါင်းရှင်းငား၈၃ရဲ့တစ်ငားရဲ့မှာ၈၆ဆိုတဲ့အတွက်ဒီဘက်က၈ဒီထိပ်စီဒီဘက်ကငားကတော့အပိတ်၈၆၅ဖြစ်ပါတယ်ခင်ဗျာ။ဒီရှင်းနဲ့ချိန်ထပ်ပေါင်းမယ်6နဲ့3ပေါင်းမယ်ပေါ့နော်6 3ပေါင်းရှင်းဟာ 6နဲ့16ဆိုတော့6နဲ့9ပေါင်း85ဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီ9ကို6နဲ့ပေါင်းတော့9 9တုံညာ9ပေါ့နော်3 9 6ဆိုတဲ့အတွက်အဲ့ဒီမှာတော့ကျွန်တော်9လုံးပိုင်အနေနဲ့အလေထိန်ဖြစ်ပါတယ်3 9 6ပေါ့နော်ဒီ3နဲ့ကြိမ်ထပ်ပေါင်းမယ်3နဲ့3နဲ့မှာထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်3က3ကြိမ်9 9နဲ့3ပေါင်း10ဖြစ်ပါတယ်။အဲ့ဒီ3ညကို6နဲ့ထပ်ပေါင်းတော့3ည6ပေါ့နော်။ အဲ့မှာတော့ကျွန်တော်တို့၄၃ပိုင်အနေနဲ့၆၄၆၄အလဲထင်ဖြစ်ပါတယ်ခင်ဗျာဒီ၆ကိုနှစ်ကြိမ်၅နဲ့၈နဲ့မှာတစ်ကြိမ်စီပေါ့နော်၆နှစ်ကြိမ်က7နှစ်အဲ့ဒီနှစ်ကို၈နဲ့ပေါင်းရင်30 15ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ၅ကို၄နဲ့ပေါင်းတော့9 9နှစ်ရယ်၅9ရယ်မှာ9 8ဖြစ်ပါတယ်ဒါကြောင့်မို့၅9ထဲက9ဒီထိပ်စီပေါ့နော်ဒီ9ကအလဲ9 9 ရှင်းဖြစ်ပါတယ်ဒီ9နှစ်ကြိမ်ခွန်ခွန်ထပ်ပေါ်မယ်ပေါ့နော်9နှစ်ကြိမ်78ခွန်နှစ်ကြိမ်74 6နှစ်4ပေါင်းရှင်း7နှစ်ဖြစ်ပါတယ်နှစ်ကို4နှစ်ပေါင်း6 6 1 6မှာ6လုံးပဲအနေနဲ့69 6ဖြစ်ပါတယ်ဒီ69ရှောင်းမှာ6 take C ကိုနှစ်ကြိမ်ရှောင်းနဲ့တင်းနဲ့မှာတစ်ကြိမ်စီထပ်ပေါင်းတာဖြစ်ပါတယ် 6 3.78ရှင်းနေတဲ့ပေါင်း9ဆိုတဲ့အဲ့ဒီ9ကိုလေးနဲ့ပေါင်းတော့73 3893မှာ698ဆိုပြီးတော့ဒီဘက်က6ဒီဘက်က9ဒီ698ဖြစ်ပါတယ်ဒီ6နှစ်ကြိမ်ထပ်ပေါင်းမယ်ပေါ့နော်6နှစ်9နှစ်ထပ်ပေါင်းတာဖြစ်ပါတယ်အဲ့မှာ6နှစ်ကြိမ်ဆိုရတဲ့နှစ်ကြိမ်ဒီတစ်ကြိမ်နဲ့ပေါင်းတော့73ကြိမ်73ကြိမ်20နဲ့ လေးနဲ့ခွန်ပေါင်း7ဆိုတဲ့အတွက်အဒီတစ်ကိုလေးနဲ့ပေါင်းတော့9ကိုလေးတင်9မှာ145ဆိုပြီးတော့ဒီတစ်ကို9ကိုပေါ့နော်145ဖြစ်ပါတယ်โอเคဒီတစ်ကြိမ်မှာတော့ဒီတစ်ကိုနှစ်ကြိမ်ပေါင်းမယ်3နဲ့9နဲ့မှာထပ်ပေါင်းတာဖြစ်ပါတယ်၃နဲ့ခွန်ပေါင်း၁၀တင်းနဲ့ကြိမ်ပေါင်း၂ဆိုတဲ့အတွက်အဲ့ဒီ၂ကိုကျွန်တော်လေးနဲ့ပေါင်းရှင်းဒီ၆အဲဆိုရင်၂၆ရဲ့၂ခွန်ရဲ့၂တလုံးတော့တူတယ်ပေါ့နော် โอเคကျွန်တော်အပြည့်ခွေကနန်းမှာတော့3ည3လေး5ပေါ့နော်3ည3လေး5 6 8ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာတော့နှစ်ကတော့ပုံတူတယ်ဆိုပေမဲ့ဒီမှာတော့မပါဘူးပေါ့နော်ဆိုတော့အဲ့မှာခွန်ရ6ရပေါ့နော်ခွန်ရ6ရတော့ပါတယ်ခင်ဗျာအဲဆိုရင်ခွန်6 6ခွန်လာပေါ့နော်အဲဆိုရင်ကျွန်တော်ဒီရှေ့ရဗီဒီယိုမှာတော့ကျွန်တော်မှာဒီ6 5ရ3 5ရရှိပြီးရှိတယ်ပေါ့နော်6 5 3 5ရှိတယ် 6539ဒီမှာတော့နိခွန်6နိ6ခွန်6ဆိုပြီးဖြစ်နေတယ်ပေါ့နော်ဆိုတော့6539ရဲ့နိခွန်နိ6ရဲ့ပေါ့နော်ဒါဆိုရင်အဲ့ဒီမှာတော့ကျွန်တော်တွဲလို့ရတယ်ပေါ့နော်ဒီ39ကို39ကိုနိ6နဲ့တွဲလိုက်ရင်လည်းရတယ်ပေါ့နော်တခုစီဒီဘက်ကဒီမျိုးဒီတစ်ဖက်ကတခုကိုယူဒီတစ်ဖက်ကတခုကိုယူပြီးတော့တွဲလိုက်ရင်လည်းအဆင်ပြေတယ်ပေါ့နော် โอเคဒါကတော့တင်ချာနီအရာမိတ်ဆွေများလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ